ပဲဘကိုးတိုင်းကြောက်ကြီးမြို့နယ်ခေါ်လဲဒိုမြို့နယ်မှာမင်္ဂလာဆောင်ပြုလုပ်နေတဲ့မန်တပ်ပေါ်ကိုစစ်ကောင်စီကဘုံနှလုံးကျဲချတိုက်ခိုက်မှုကြောင့်၅နှစ်အရွယ်ကလေးငယ်၂ယောက်နဲ့ဒရုသမီးအပါဝင် စုစုပေါင်းလူ၁၂ယောက်အသက်သေဆုံးပြီးတော့နောက်ထပ်လူ38ယောက်လည်းဒဏ်ရာပြင်းပြထန်ထန်ရခဲ့ပါတယ်။ဒဏ်ရာရတဲ့သူတွေထဲမှာအသက်မပြည့်သေးတဲ့ကလေးငယ်၁၃ဦးပါဝင်တယ်လို့ KNU ကရင်မျိုးသားအစည်းအရုံးကထုတ်ပြန်ကြေညာထားပါတယ်။ဘုံကျဲတိုက်ခိုက်မှုကိုမေလ25ရက်နေ့မှာလုပ်ခဲ့တာဖြစ်ပြီးတော့ သရုတ်သမီးတည်ဆုံးမှုကိုလူအများပြားကသိရှိထားကြပြီးဖြစ်ပေမဲ့တည်ဆုံးသူစီရင်အတိအကျကိုတော့အခုမှ KNU ကထုတ်ပြန်ကြေညာတာဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားမှုမရှိသလိုလက်နက်ကင်တပ်ဖွဲ့လည်းမရှိတဲ့ကျေးရွာတစ်ခုမှာလူစီကစုယုံမိနေတဲ့အချိန်ကိုတမင်ရေးချယ်ပြီးတော့တိုက်ခိုက်သွားခဲ့တာဖြစ်ပါတယ်။စကိုင်းတိုင်းတမင်မြို့နယ်အိုရိန်တွင်ကျေးရွာမှာလည်းပြီးခဲ့တဲ့မေလ၁၂ရက်နေ့ကကလင်းငယ်အများပြားစုယုံနေတဲ့ရာစာတင်ကြောင်းကိုတမင်ပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ဈေးဆိုင်နေအိမ်နဲ့ ိမ်သုံးလုပ်ငန်းသုံးပစ္စည်းတွေပျက်စီးမှုကိုလည်း KNU ကထုတ်ပြန်ကြေညာထားပါတယ်။ဗမောမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ဗမောစစ်စင်ရေးကုကဲမှုဌာနချုပ်21ရက်ကာကင်းစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကဒီနေ့မေလ28ရက်မနေ့ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်တွေကပြောဆိုကြပါတယ်။ KIA ပူးပေါင်းတပ်တွေကဒီကနေ့မနေ့မှာဗမောမျိုးသိမ်းစစ်စင်ရေးကိုပြန်လည်ဆင်နွှဲခဲ့တာဖြစ်ပြီး တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်ဒီနေ့မနေ့၄နာရီကစပြီးတော့စကခ27နဲ့အနည်းမှာပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်နေတာပါ KIA ပူပေါင်းတပ်ကဗမော်မျိုးသိန်းစစ်စင်ရေးဆင်နွှဲနေတာ6လလောက်ရှိပြီဖြစ်ပြီးတော့တင်ကားတက်တန်ချက်ကတက်အမြောက်တက်ချီလီယန်တက်နဲ့စစ်ကောင်စီရဲ့တက်ဆွဲထားတဲ့နေရာတွေကိုသိမ့်ပိုက်ထားနိုင်ပြီးတော့မေလ20ရက်နေ့မှာစကခ27ကိုစစ်ကူလာတဲ့ရဟယင်3စီးတွေက2စီးကိုလည်း ပစ်ချဖြစ်စည်းနိုင်ခဲ့တယ်လို့ KIA ဘက်ကသတင်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီကတော့ရဟရင်ဟာဆက်ချွန်ရုပ်ပြီးတော့ပြက်ကြတာလို့ဆိုပါတယ်မကွေးအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသား200ကျော်ကိုစစ်ကူတာခွင့်မပေးဘဲတိုက်ပိတ်ထားတာတလကြော်ခဲ့ပြီဖြစ်တယ်လို့လူခွင့်ရေးချိုးဖောက်မှုတွေလည်းရှိနေပါတယ်ဒါအပြင် နိုင်ကျင်း3ဦးတိုက်ဆုံးခဲ့ပြီး အများစုရဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့လည်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဒီကနေ့မေလ29ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့ AB လ13ရက်နေ့ကမကွေးအကျဉ်းထောင်ရှိမှာ Local PDF အဖွဲ့တွေနဲ့စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားခဲ့တာပါနိုင်ငံရေးအကျဉ်းသားတွေလည်းပါဝင်ခဲ့တယ်လို့ထောင်အာဏာပိုင်တွေကဆွဆဲပြီးတော့နိုင်ငံရေးအကျဉ်းသား400ကျော်ကိုရိုက်နှက်နှိပ်စက်တာတနက်နေ့ပြစ်ခတ်တာတွေလုပ်ခဲ့ပါတယ် ဒါအပြင်မှာတောက်သုံးရည်ဈေးကြီးပေးပြီးတော့ဝယ်ရတာသုံးရည်ချိုးရည်မပေးတာတွေကြောင့်အကျဉ်းခန့်အတွင်းကအိမ်သားရည်နဲ့ရည်ချိုးရတာတွေလည်းရှိခဲ့ပါတယ်။ထောင်အောင်နာပိုင်းတွေအနေနဲ့လူသားတဦးရဲ့အခြေခံရပ်ပိုင်ခွင့်တွေချိုးဖောက်ကျွလွန်နေတာကိုအပြည့်အဝတာဝန်ယူရလိမ့်မယ်လို့လည်း PPNM ကဆိုပါတယ်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာလူလူရဲ့ပူပေါင်းပါဝင်မှုမရှိရင်ထိရောက်မှာမဟုတ်ဘူးလို့အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့မလေးရှားရဲ့နိုင်ငံရဲဝန်ကြီးကပြောပါတယ်။တချိန်တည်းမှာပဲ NUG အစိုးရတမရာရုံးရဲ့ပြောရေးဆိုခွင့်ရှိသူဦးကျော်စောကအာဆီယံဘုံသဘောတူညီချက်၅ချက်ထဲကပထမအချက်ဖြစ်တဲ့အကြမ်းဖက်မှုတွေအဆုံးသတ်ရေးကိုမလိုက်နာပဲပြည်သူတွေကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေတောက်လျှောက်လုပ်နေတဲ့စစ်ကောင်စီကိုလိုက်နာလာအောင်လှုပ်ဆောင်မှုတိုက်တွန်းထားပါတယ်။ စစ်ကောင်စီကိုလေးရစီရောင်းဝယ်နေတာတွေမလုပ်နိုင်အောင်လက်တွေကျပြီးထိရောက်တဲ့ဖိအားပေးမှုတွေနဲ့အရေးယူမှုတွေဆောင်ရွက်တင်ကြောင်းလဲဥကြော်စော်ကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးတော့ပြောကြပါဗျ။ဒီတစ်ခေါက်အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာအာဆီယံဟာစစ်ကောင်စီကိုနိုင်ငံရေးအရကိုစားပြုမှုမပေးဘူးဆိုတဲ့မူကိုယ်သာဆက်လက်ဆွဲကင်ထားပြီးစစ်ကောင်စီရဲ့နိုင်ငံရေးဝန်ကြီးဌာနကအတွင်းဝင်ဥအောင်ကျော်မိုးနဲ့အဖွဲ့သားလေးလာသူအဖြစ်နဲ့တက်ရောက်ခွင့်ရကြပါဗျ။ ွေပြည်သားမျိုးနွယ်ဝါတရားစမှုစုံတွေက GDIG UNG စက်ရုံတက်အလုံသမားတထောင်ကျော်ဟာတရက်လောက်ခ1300တောင်အထိတိုးပေးဖို့ဒီကနေ့ကစပြီးတော့အလုံမစင်မဲ့သပိတ်မှောက်တောင်းဆိုနေကြပါတယ်။စက်ရုံအလုံသမားတွေကတောင်းဆိုနေကြတာကတော့တရက်လောက်ခ1300ကျပ်ပေးဖို့အချိန်မို့3000ကျပ်နဲ့ဥပဒေပါအခွင့်အရေးတွေကိုသတ်မှတ်ပေးဖို့ဆိုတော့တောင်းဆိုချက်3ချက်ဖြစ်ပါတယ်။ဝါတရားစမှုစုံဝင်တစ်ခုတည်းမှာပဲရှိတဲ့ GDIG 2ကတော့မနေ့ကမေလ26ရက်နေ့မှာ နေချင်1500နဲ့ညှိနှိုင်းနိုင်ခဲ့ပြီးတော့3ရက်နဲ့တပိတ်အောင်သွားပါတယ်မကြခင်ကလည်းချမ်းကြီး Adidas ဖနက်ဆက်ရုံအလို့သမားတွေဟာသူတို့တောင်းဆိုကြသလိုနေစားက12000ကျပ်ရရှိသွားခဲ့ပါတယ်နိုင်ငံအတွက်မှာကုန်စည်နှုန်းနဲ့လူနေမှုစိတ်မြင့်တက်လာတဲ့အတွက်လက်ရှိသတ်မှတ်ထားတဲ့အ ਨੇ ဆုံးလောက်ခလာစားဟာအလို့သမားတွေအတွက်စားဝတ်နေရေးဖူလုံမှုမရှိတာကြောင့်အခုလိုအလို့သမားတပိတ်တွေဇက်တိုက်ပြီးတော့ဖြစ်ပေါ်နေတာဖြစ်ပါတယ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ထိုင်း၊စင်ကာပူ၊မလေးရှား၊ဗီယက်နမ်နဲ့အင်ဒိုနီးရှားနိုင်ငံတွေကကုမ္ပဏီ54ခုဟာမြန်မာစစ်အုပ်စုကိုအခွင့်အငွေလေယာဉ်စီနဲ့နှီးပညာအကူအညီတွေထောက်ပံ့ပေးနေတယ်လို့ Justice for Myanmar JFM ကဒီကနေ့ထုတ်ပြန်ပါတယ်။ဒီနေ့ထုတ်ပြန်တဲ့ JFM ရဲ့အစီရင်ခံစာကထောက်ပြတဲ့အထက်မှာထိုင်းနိုင်ငံအစိုးရဒစိတ်တပိုင်းပိုင်တဲ့ PTTE ကုမ္ပဏီဟာကမ်းလွန်ဓာတ်ငွေ့စီမံကိန်းနှစ်ခုကိုလုပ်နေပါတယ်။မလေးရှားရေနံနှွမ်းဝန်ဆောင်မှုကုမ္ပဏီ ELRA group ကတော့စေအောင်စုအတွက်ဘဏ္ဍာငွေရှာပေးနေတဲ့ရဲရကွန်တဘာဝတန်ွေစီမံကိန်းအတွက်တန်ွေတူလောင်မှုနဲ့ပို့လွတ်တဲ့ဆက်နက်ပိုက်လိုင်းတွေမှာပံ့ပိုးကူညီနေပြီးတော့စင်ကာပူအခြေစိုက် Intara Resources ကုမ္ပဏီကတော့ American Dollar တန်200ကျော်ဝရှိတဲ့ရင်းနှံစီ300ကျော်ကိုရောင်းချခဲ့ပါတယ်။အရသာပြည်သူတွေပေါ်မှာပြစ်မှတ်ထားတိုက်ခိုက်မှုတွေအတွက်အဲ့လိုနည်းနဲ့အထောက်ပံ့ပြုနေတယ်လို့ဆိုပါတယ်။ တရုတ်ဟာရုရှားလက်နက်စက်ရုံ20အတွက်ဓာတ်ထုထွက်ကုန်တွေရမ်းမှုတွေနဲ့လက်နက်ထုတ်လုပ်တဲ့စက်ရုံတွေမှာလိုအပ်တဲ့ပစ္စည်းတွေကိုထောက်ပံ့နေကြောင်းတပ်တွေအထောက်အထားတွေရထားပြီးပြီလို့ Ukraine ထောင်လိုင်းရေး Agency အကြီးအကဲ Oleg Ivashenko ကပြောပါတယ်။တရုတ်စုရကတော့အဲ့ဒီဆွဆဲချက်ကိုညှင်းပါတယ်။ Ukraine စစ်ပွဲမှာပါဝင်နေတဲ့ဘယ်ဘက်ကမှလူသက်လက်နက်ထောက်ပံ့ကူညီတာမျိုးမလုပ်ဘူးလို့ဆိုပါတယ်။ဒါကို Ukraine ဘက်ကလည်းကောင်းကောင်းသိပါတယ်။အခုလိုနိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အခြေမြင့်မရှိပဲဆွဆွဲတာမျိုးကိုစန့်ကျင်ပါတယ်လို့တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Morning ကဒီကနေ့လုတ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်ပြီးကြတဲ့တလားလောက်ခရေကယူကရိန်းကစတင်ပြီးတော့ပြောဆိုနေတာပါအခုခါမှာတော့သူတို့မှာတပ်တွေအထောက်ထားအခိုင်အမာရှိနေပြီလို့လည်းထပ်မံပြီးတော့ပြောဆိုပါတယ်တရုတ်ဟာရုရှားဘက်ကနေတိတ်တဆိတ်ပါနေပါတယ်တရုတ်စစ်သားတွေတောင်းကိုယ်တိုင်ဝင်တိုက်တာတွေရှိနေပါတယ်ဆိုပြီးတော့ယူကရိန်းကတောက်လျှောက်ဆွဆွဲပြောဆိုနေတာဖြစ်ပါတယ် တရုတ်ဘက်ကထောက်လျှောက်ညှဉ်းဆဲနေပေမဲ့ယူကရိန်းဘက်ကတော့တရုတ်ကုမ္ပဏီ၃ခုကိုပိတ်ဆို့အရေးယူလိုက်ပါပြီ။အနောက်နိုင်ငံတွေကလည်းရုရှားကိုပိတ်ဆို့အရေးယူမှုအမျိုးမျိုးလုပ်ထားပါဗျာ။အိန္ဒိယနိုင်ငံမွန်မိုင်းမြို့မှာခါတိုင်းထက်သတင်းနှစ်ပတ်လောက်ဆော့ပြီးတော့မိုးကြီးတဲ့အတွက် ရေလွှမ်းမှုမှုဖြစ်ခဲ့ပါတယ်။ခါတိုင်းဇွန်လတည်းရောက်မှအိန္ဒိယမှာမိုးစတဲ့ပေမဲ့ဒီနှစ်မှာတော့ မုတ်တုံရာသီစော့ဝင်ပြီးတော့မိုးတဲတဲ့အတွက်ပြစ်ထန်တဲ့အပူချိန်ရော့ကျသွားသလိုလယ်သမားတွေကလည်းကောက်ပဲတင်းထန်အတွက်မိုးကိုဝမ်းသာအားရကြိုဆိုကြပါတယ်ဒါပေမဲ့မြို့ပေါ်ကလမ်းတွေပေါ်မှာတော့ရေတွေဖုံးလွှမ်းပြီးတော့ကားတွေသွားမရဘဲလမ်းပိတ်ဆို့သွားခဲ့ကြပါတယ်မိုးအလွန်ကြုံကြီးနေတယ်လို့အိန္ဒိယမိုးလေဝသဌာနကထုတ်ပြန်ပြီးအကြောင်းတူးမရှိရင်ခရီးမသွားကြဘဲကိုယ့်အိမ်ထဲမှာပဲကိုနေဖို့မွန်ပိုင်းမြို့သူမြို့သားအလုံးကိုနှိုးဆော်တိုက်တွန်းထားပါတယ်မိုးလေဝသဌာနကအကြေညာချက်ထုတ်ပြန်ထားပြီးတော့ ပူပေါင်းဆောင်ရွက်ကြဖို့လေးစားစွာ မြစ်တာရက်ခံပါတယ်လို့ဆိုထားပါတယ်။နောက်ဆုံးရသတင်းတွေကို TM Media ကတင်ပြပေးတာ ဖြစ်ပါတယ်။